ကဲဒီတစ်ခါမှာတော့ကြာစံကြက်လို့ခေါ်တဲ့ကြာစံဟင်းကားလေးနဲ့ကြွဲကောသီးတုပ်စားပါမယ်။အရင်ဆုံးပါဝင်ပစ္စည်းတွေအားလုံးကိုပြင်ဆင်မယ်။ဂျုံကြာစံကိုရေစိမ်။ဒါကတော့ကျွန်ရွယ်မို့လက်တဆုပ်စားလောက်ရေစိမ်ထားမယ်။ဒါကတော့ပဲလိချိုးပြီးတော့ရေစိမ်ထား။ဒူဘိုင်းမှာနေတဲ့ချစ်တငယ်ချင်းတွေအတွက်အခုပါဝင်ပစ္စည်းတွေအားလုံးကိုဝေမျက်မှာပဲတနေရာထဲမှာရှာပါလေ။အရွယ်တော်ခုတ်ထားတဲ့ကြက်သားလုံးလေးတွေကိုစနွှဲနဲ့စားနဲ့ထည့်ပြီးတော့အရသာနှက်။ကြက်သားစီတဲ့ဖို့ကြက်သွန်တလုံးကိုနုံနုံဆင်း။ ခွန်နွားထားတဲ့ချက်တုံပြူလေးတွေကိုလည်းအပြားရိုက်ပြီးနုံနုံဆင်းတာရပြီဆိုရင်တော့စီတက်ဖို့အိုးတခုလေးကိုစီထဲစီပူလာပြီဆိုရင်တော့ခုနကပြင်ဆင်ထားတဲ့ချက်တုံပြူချက်တုံလေးကိုထည့်ပြီးစီတက်မယ်နုံပြီးအရောင်ပြောင်းလာရင်တော့ဆင်းရင်းမုံနဲ့ငရုတ်တိအစိမ့်မုံထည့်ငရုတ်တိမုံလေးတွေကျက်ပြီးဆိုရင်တော့ခုနကရတာနှက်ထားတဲ့ချက်သားတို့ကိုထည့်မယ် အရသာအတွက်ငပြိုင်လေးနည်းနည်းထက်တဲ့ရေမတဲတဲ့ဘက်နဲ့အရသာစိတ်ဝင်သွားအောင်လို့အဖုံးလေးအုပ်ပြီးတော့ခဏလောက်တည်ထားပေးလိုက်။စသားရရဲ့ရေတွေခန်းသွားပြီဆိုရင်ရေတက်တဲ့ပြီးတော့စသားနူးအောင်ထပ်တည်ပေးထားလိုက်မယ်။စသားတွေနူးပြီးကျက်သွားပြီဆိုရင်ဒီအိုးတွေပဲတခါတည်းကျက်ပြုတ်ရေထည့်ပါမယ်။အခုပြင်ဆင်ထားတဲ့ကြရိုးပြုတ်ရည်တွေကတော့အရင်တခါကလုတ်ပြပေးပြီးတော့အခဲရက်ပြီးတင်ထားခဲ့တာပါ။ပြီးရင်တော့ရည်လေးနည်းနည်းထပ်ထည့်မယ်။အရသာအတွက်စား၊ကြားညိုလေးနည်းနည်းထည့်တယ်။ အဖို့အပြီးတော့ရေစုလာတဲ့အထိတည်ထားပေးလိုက်ဟင်းရီအိုးစုလာပြီဆိုရင်တော့ခုနကပြင်ဆင်ထားတဲ့အစာပလာတွေအကုန်ထည့်မယ်ဒီငဆုပ်လုံးလေးတွေကလည်းအရင်တစ်ခါကလုတ်ပြပေးမှုထားပါတယ်ခုနကရေစင်ထားတဲ့ပဲလိတ်ကျွနရွက်မှုကြာစံနေရတဲ့အကုန်ထည့်အဖို့အပြီးတော့ဟင်းရီအိုးစုတဲ့အထိတည်ထားပေးလိုက်မယ်ဟင်းရီအိုးစုလာပြီအရသာအနေတော်ပဲဆိုရင်တော့ကြာစံဟင်းသားအိုးလေးကအဆင်သင့်ဖြစ်ပါပြီပြီးရင်တော့တွဲစားဖို့ကြွဲကောသီးတုပ်လုပ်ပါမယ်ဒါကတော့အခုလောလောဆယ်ဝီမတ်မှာဈေးချထားတဲ့ကြွဲကောသီးတွေပါအနီသေးနဲ့အဖြူသီး ုတ်စားဖို့ကတော့အနီလေးကိုရွေးခဲ့ပါတယ်။ကျွဲခေါ်သေးတွေကို အခွန်နွားအဖြူအဖက်တွေဖယ်ပြီးတော့အမွှာလေးတွေကြီးပဲဆွတ်ထုတ်။ကျွဲခေါ်သေးလေးတွေကိုအမွှာလေးတွေပဲဆွတ်ထုတ်။တဝက်ကတော့စလုံးထဲရောက်ပြီးတော့တဝက်ကတော့ပါဇက်ထဲရောက်သွားပါတယ်။ပြီးရင်တော့ပါဝင်ပစ္စည်းတွေကိုဆက်လက်ပြီးပြင်ဆင်မယ်။စီကျက်လုပ်ဖို့ကျွတ်တွန်ကြီးကိုလည်းပပလေးတွေပြီးတာ။အတုပ်ထဲထည့်ထုတ်ဖို့တော့ကျွတ်တွန်ကြီးတိတိလေးတွေကိုပပလေးတာ။အုံးသီးကိုလည်းအသားနွားထုတ်ပြီးတော့ပပလေးတွေလှိတာ။ ။တမယာစီတလုံးကိုလည်းအရေးပိုထွက်အောင်လှိမ့်ပြီးတော့မျက်ရည်အောင်လို့လှီထားမယ်။ဇပလင်တစ်ချောင်းလုံးကိုလည်းနုံနုံဆင်းထား။ရပြီဆိုရင်တော့စီချက်ချက်မယ်။စီထည့်ပြီးတော့ကျွတ်တော်နေဖြတ်ကြမယ်။ရွှေရုံလေးတန်းလာပြီဆိုရင်တော့ခဏဖယ်ထား။ပပလေးတွေလှီထားတဲ့အုံးသီးစိတ်လေးတွေကိုလည်းလှော်ပေးလိုက်။ရွှေရုံလေးပြောင်းလိုက်ရင်ရပါပြီ။လှော်ထားတဲ့မြေပဲတွေကိုလည်းမညက်တညက်လေးထောင်း။ရရင်ခဏဖယ်ထား။ ပြီးရင်တော့ငရုတ်သီးစားနေတာကိုထည့်ပြီးတော့ထောင်းမယ်။ညက်နေအောင်ထောင်းပေးပြီးွားရင်တော့ထညက်ခဲတွေထည့်။ထညက်ကိုလည်းညက်နေအောင်ထထောင်းပေးမယ်။အရေပျော်ပြရအောင်ရေလေးနည်းနည်းပါထည့်ထည့်လိုက်။ထညက်လေးအရေပျော်သွားပြီဆိုရင်တော့တမရသီးညက်ထည့်။ပြီးရင်တော့ငပြရေးပါထည့်။အားလုံးရောမယ်ပြီးအရသာချိုးချင်းကန်အနေထားအတော်ပဲဆိုရင်ရပါပြီ။ကြွဲကိုသီးစားတော့မယ်။နှွင်ထားတဲ့ကြွဲကိုသီးတွေရဲ့ချစ်တုံနီလှော်ထားတဲ့အုံသီးစိတ်နုံနုံစင်းထားတဲ့ဇပလင်ချစ်တုံနီကြောမြေပဲထောင်းလာတာ ကျွတ်ုံဖြူကျော်လေးတွေပါထက်ထက်ပြီးရင်တော့ဖြော်ထားတဲ့ sauce အရေးလေးတွေထည့်မယ်ပြီးရင်တော့အရသာတွေနှက်စတော့မှွေပေးလိုက်အရသာချိုချင်းငံ့အနေထားအတော်ပဲဆိုရင်ကျွဲကောသီးတုပ်လေးရရပါပြီပြီးရင်တော့ပကံထဲမှာထည့်ပြီးအလှဆင်မယ်နံလေးမှွေးနေတဲ့ကြွဲကောတိတုပ်လည်းအစင်းနဲ့ပြစ်ပါပြီ။ကဲအခုဆိုရင်တော့အရန်ကိုလိုက်ဖက်တဲ့ကြာဆန်ဟင်းကနဲ့ကြွဲကောတိတုပ်လေးကလည်းအစင်းနဲ့ပြစ်နေပါပြီ။အနံလေးကလည်းမှွေးနေရပဲချစ်တဲ့ငယ်ချင်းတို့စားပါဦး။ ကဲဘိုက်ကလည်းစာပြီးဆိုတော့ဆွဲပြီးကြွယ်ကောတိတုပ်လေးကလည်းချိုချင်လေးနဲ့အရန်ကိုလိုက်ဖက်နေမှုကြီးပါအရန်ကိုလိုက်ဖက်လုံလို့ချစ်တငယ်ချင်းတို့လည်းလှုပ်ရှားကြည့်လိုက်တော့နော်ကဲအခုတော့စာပြီးပြီဆိုတော့ထုံးစံတိုင်းစေကျော်ရေတုပ်ဝင်းနဲ့အုပ်